မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့ရှစ်ထမရန်တင်ချအတွဲနဲ့ကအခန်း၃တောင်များပဲဖြစ်ပါတယ်ဒီခန်းထဲမှာတောင်တွေကိုရေပူရကြတဲ့အတိပဲတမတ်ချက်တွေပြီးတော့မှအမျိုးအစားခွဲခြားဖော်ပြပြီးတော့မှသူရဲ့ပမာဏတိုင်းတိုင်းမျိုးလေ့လာမယ်ထို့နောက်တောင်အတောင်များကိုပေးတန်းခဲတန်းနဲ့တောင်တိုင်းကရိယာတို့အသုံးပြုပြီးတော့စနစ်တကျဆွဲသားနည်းတို့လေ့လာပါမယ်ဟုတ်ပြီဒါဆင်ဆာမရော၃တသမတ်ကိုတွားလိုက်မယ်တောင်များဤဒီကရီကိုတိုင်းတာချင်းပုံ 30.7မှနာရီကိုကြည်ပါနာရီဤလက်တံတိုးသည်30ကိုညွန်ပြပြီးလက်တံရှိသည်2ကိုညွန်ပြနေသည်ဤသို့အနေထားတွင် လက်တံနှစ်ခုဆုံရ၌ဂျားတောင်တစ်ခုဖြစ်ပေါ်လျက်ရှိသည်ထိုနည်းတူအမတ်တစ်ခုတွင် ဆုံနေသောမြင်းတန်းနှစ်ခုတို့သည်တောင်တစ်ခုကိုဖွဲ့နေကြောင်းတွေ့နိုင်သည်တဲ့အဲ့ဒီတော့ဒီပုံမှာကြည့်လိုက်မယ် နာရီရဲ့လက်တံတူက30မှာရှိတယ်။လက်တံအရှိက2မှာရှိနေတယ်။ဒီလိုအနေထားတွင်လက်တံနှစ်ခုစုံရာ၌ဆိုတော့လက်တံနှစ်ခုစုံတဲ့နေရာဒီနေရာလေးမှာဂျားတောင်တစ်ခုဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်တဲ့။ဟုတ်ပြီနော်။ဒီမှာလက်တံနှစ်ခုစုံတဲ့နေရာမှာတောင်တစ်ခုဖြစ်နေတယ်။ထိုနည်းတူအမှတ်တစ်ခုတွင်စုံနေသော မြင်းတံနှစ်ခုတို့သည်တောင်တစ်ခုဖွဲ့နေကြောင်းတွေ့ရပါသည်တဲ့။အဲ့တော့တကယ်တော့ဒီမှာကတော့ဒီဘက်မှာလည်းတောင်တစ်ခုဖြစ်နေတယ်လို့ဒီဘက်မှာလည်းပဲတောင်တစ်ခုဖြစ်နေတယ်။ ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီအောင်မှာချိန်မယ်တဖန်နှစ်ဖက်ချွန်ကွန်ပါကိုယူ၍ဆက်ကူပေါ်တွင်လက်တံများကိုပူလျက်ခြားထားပါအဲ့တော့ဒီမှာသူပြောထားတဲ့အတိုင်းပေါ့နော်တဖန်နှစ်ဖက်ချွန်ကွန်ပါကိုယူ၍ဆက်ကူပေါ်တွင် လက်တံများကိုပူလျက်ခြားထားပါဒီလိုမျိုးပြောချင်တာသူပါဒီလိုခြားစီချင်တာအဲ့တော့ဒီလိုခြားလိုက်တဲ့အခါမှာ A နဲ့ B A အမှတ် B အမှတ် ဟုတ်ပြီနော်ဒီမှာ A အမှတ်ရှိမယ်ဒီမှာ B အမှတ်ရှိမယ်ဒီမှာဆရာမတို့ချထားတဲ့နေရာမှာအမှတ်တွေရှိမယ်ဒီဟာကိုဆရာမတို့ O လို့တက်မှတ်လိုက်ပြီဆိုရင် OA ဆိုပြီးရှိမယ်အာဒီဘက်မှာနောက်ထပ်ချဲ့လိုက်မယ်အဲ့တော့သူ့ကိုချဲ့လိုက်တဲ့အခါမှာအဲ့လိုမျိုးနည်းနည်းလေးချဲ့လိုက်မယ်ပေါ့နော်ချဲ့လိုက်လို့ရှိရင်ဒီထိတ်ကိုသူကသူက O လို့တက်မှတ်ပြီးတော့မှဒီဘက်မှာကျတော့ A ဒီဘက်ကကျတော့ B OA OB ဆိုပြီးရှိမယ်ဟုတ်ပြီနော်ဒါကတော့သူတက်မှတ်ထားတဲ့အတိုင်း အဲ့ဒီအခါမှာ OA နဲ့ OB တို့စုံရအမှတ်နိုင် O ဒီတောင်းတစ်ခုဖွဲ့စည်းနေတယ်ဟုဆိုတင်ကြအဲ့တော့ဆရာမတို့ဒီမှာခုနကဒီလိုလေးချထားလိုက်ဒီနေရာကိုဆရာမတို့ O လို့သတ်မှတ်ထားတယ်ဒီထိတ်နေရာဒီပါအို A ဒီမှာအို B အဲ့တော့ OA OB ဒီနှစ်ခုစုံတဲ့နေရာဒီနေရာမှာတောင်းတစ်ခုဖြစ်နေတာကိုတွေ့ရတယ်ဟုတ်ပြီနော်အဲ့တော့ပုံ3တသက်မှ2တင်မှာဟိုဘက်ကပုံမှာအကယ်၍လက်တန် OB ကိုယခုထက်ပို၍တော့မဟုတ်ညော့ပြီးတော့မှလှည့်လိုက်မယ်ဆိုရင်တဲ့ ထိုထောက်တီဘီတို့ဖြစ်လာမည်နီပုံ3.2ကိုကြည်ပါ .aob-d.aob ထက်ပို၍ကျဲလာသည် .aob ဒီနခုပေါ့နော်ဟိုမှာပေးထားတယ် .aob အောက်ပို၍ကျင်းသွားသည်ကိုတွေ့ရသည်ပြောချင်တာကတော့ဗာလဲဆိုတော့ဒီမှာရှိတဲ့ဒီအဒီထောင်ပေါ့နော်ဆက်မလို့သူ့ကိုရွှေ့လိုက်မယ်ဒီလိုမျိုးလေးကျင်းလိုက်မယ်ဆိုရင်ဒီထောင်ကလေးကကျင်းသွားတယ်သူ့ကိုနောက်ထပ်ထက်ပြီးတော့ချဲ့လိုက်မယ်ဆိုရင်ဒီထောင်ကကျဲသွားတယ်ဒါကိုပြောချင်တာပါ အဲ့တော့မြင်းတန်းနှစ်ခုဖွဲ့ထားတော့ဒေါင်ကိုတိုးပြီးတော့တိုးနိုင်လျှော့နိုင်လဲဆိုတော့ဒေါင်မှာပမာဏရှိပါတယ်တဲ့ဒါဆိုရင် तू ကဒီမှာမေးဖို့မိထားတာဒေါင်နဲ့ပမာဏရှိသလားအဲ့တော့ဆရာမတို့ကခုနကအဲဒီ AOB ကိုကြည့်ခြင်းအဖြစ်ပေါ့နော် O မှာတောင်းတစ်ခုဖြစ်နေတာကိုကြည့်ခြင်းအဖြစ်အဲ့ဒီကဒီနှစ်ဖက်အချွန်ပါတဲ့ကွန်ပါပေါ့နော်တိုးလဲတိုးနိုင်တယ်ညော့လဲညော့နိုင်တယ်မှုလို့ တောက်မှာပမာဏရှိတယ်ဆိုတာကိုသိရတယ်။အဲ့တော့ O အမှတ်တစ်ခုထဲ၌အစမှတ်ရှိနေသောမြင်းပြက် OA နဲ့ OB တို့သည်တောင်းတတောင်းကိုဖွဲ့ထားသည်ပုံ3.3တက်မှ3တက်မှအဲ့တော့ဒီမှာကြည့်မယ်။ပုံ3.3တက်မှ3ကတက်မှ OA နဲ့ OB အဲ့တော့ဒီ OA နဲ့ OB ကဒီနေရာမှာစုံတယ် O နေရာမှာစုံပြီးတော့ဒီမှာတောင်းတတောင်းကိုဖွဲ့ထားဒီမှာတောင်းကိုဖွဲ့ထားတယ်။ထို့အခါ O ကိုတောင်းဤထိတ်စွန်မှတ်ဒါဘာလို့ခေါ်လဲဆိုတော့ down ရက်ထိတ်ဆွမ်းမဲ့ vertex လို့ခေါ်မယ်ဒီရှေ့ကထိတ်ဆွမ်းမဲ့ OA နဲ့ OB ဒီ OA နဲ့ OB ကြတော့ down e လက်တံမြန် arms လို့ခေါ်မယ် OA OB ဒီ down e လက်တံမြန် down တောင်းကိုဖော်ပြရာအတွင်းထို down လက်တံတစ်ခုအားသေးငယ်သောစဝန်ပိုင်းကလေးဖြစ်ဖော်ပြပါသည်တဲ့အဲ့တော့ down နေကိုဖော်ပြတဲ့အခါမှာဒီလိုမျိုးသေးငယ်တဲ့စဝန်ပိုင်းကလေးတွေနဲ့ဖော်ပြလေးရှိပါတယ်နောက်တစ်ခုကြည့်မယ်မြင်းတန်း OA နဲ့ OB တို့ဒီလက်တံ OA မှ အိုဘီတို့ရအောင်လက်ရာတွင်လက်ဝဲဘက်တို့မဟုတ်လက်ရာအရင်ဖြစ်လက်နိုင်သည်ထို့ကြောင့်ပုံ3.31တွင်ဖော်ပြထားသောဒေါန်တာမကပုံ3.32နှစ်တွင်ဖော်ပြသကဲ့သို့ဒေါန်နှစ်ဒေါန်ကိုဖွဲ့နေကြောင်းတွေ့ရသည်အဲ့တော့ဒီမှာ OA နဲ့ OB ဆိုတဲ့လက်တန်ကနေပြီးတော့ O ဆိုတဲ့ဒီဒေါန်ကလေးဖြစ်လာတယ်အဲ့တော့ဒီဒေါန်ကဒီဘက်မှာဒေါန်ဖြစ်နေတာလည်းရှိတယ်လို့ဒီဘက်မှာဒေါန်ဖြစ်နေတာလည်းရှိအဲ့ဒါပြောတာဟုတ်ပြီနော်အဲ့ဆိုတော့ဒေါန်တစ်ဒေါန်ကိုဖော်ပြရင်အတွက်သင်္ကေတ ဒီလိုမျိုးပုံစံလေးကိုတုံးမဲ့တာကို down ဆိုပြီးတော့တုံးမယ်ဟုတ်ပြီနော် down down ဖော်ပြရင်သင်္ကေတဒါမျိုးလေးကိုတုံးမယ်အဲ့တော့ဒီမှာဆိုရင် down aob ကိုရေးခြင်းလဲဆိုရင်ဒါမျိုးလေးနဲ့ရေးမယ် down aob down boc တူလေးရေးမယ်ဒီလို down ကလေးနေနဲ့ down ဟိုရေးခြင်းလဲဆိုရင် down boa down aob ဒီလိုမျိုးရေးမယ် down o ဆိုပြီးတော့ဒီလိုလေးရေးမယ်ဟုတ်ပြီလား နောက်တစ်ခုကဂျီဂရီပုံလုံးသသမလေးတင်မှာရှိတဲ့ရေညူမြင်းနဲ့မှတ်ရမြင်းတို့အကြားရှိတောင်းပမာဏကိုတောင်းမန်ရှိပြီးတောင်းမန်ရှိပြီးဆိုရသတ်မှတ်ပါတယ်တဲ့အဲ့တော့ဆက်ဝိုင်းချမ်းရဲ့180 180နဲ့တုံညမြင်းဒီရေညူမြင်းအတိုင်းကြဖြစ်တယ်အဲ့တော့ဒီမှာဆက်မလို့ဒီမှာကြည့်လိုက်ဒီမှာဒီဟာဒီဗာမြင်လဲဆိုရေညီမြင်းလို့ခေါ်တယ်ဒီအောက်ကမြင်းဒီရေညီမြင်း ပါပြီနော်ဒီကနေပြီးတော့မှဒီမှာဒီ60ဒီဂရီအတက်ရှိနေလို့ရှိရင် ထောက်မန်းလို့ခေါ်မယ်60ဒီဂရီအဲ့တော့ဒါမန်တစ်ခုကိုဒီစာလေးရင်ဖတ်ပြီးတော့မှစာလေးနဲ့တွဲပြီးတော့ရှင်းလိုက်မယ်ဒါမန်တစ်ခုကိုအညီအမျှအစိတ်60ဆက်ရွေးရတော့အစိတ်ပိုင်းကို1ဒီဂရီကိုခေါ်ပြီးအဲ့တော့၎င်း1ဒီဂရီကိုထောက်တိုင်းပြီးဆန်ယူနဲ့တစ်ခုအဖြစ်အသုံးပြုသည်အဲ့တော့ကျွန်တော်တို့ဒီကနေပြီးတော့မှဒီထက်60ဒီဂရီရှိတယ်ဒီဘက်ထက်180ဒီဂရီရှိတယ် မလားဒီ3ည ਆ နဲ့စား3ည30 20 30 30ဒီလိုစားတော့ဒီဘက်မှာ180ရှိဒီဘက်ကလည်းစားမယ်ဆိုရင်3ည30 20 30ဒီလိုလာမှာပဲဟောဗျာဒီမှာ180ရှိအဲ့လိုမျိုးဒီက3ည ਆ နဲ့60ထိရှိတဲ့ဒီဒေါမန်တစ်ခုမှာအညီအမျှအစိတ်60စိတ်ရှိတယ်60စိတ်ရှိတယ်။ဟုတ်ပြီနော်။1ဒီဂရီဟုခေါ်ပြီ။ဒီမှာ1ဒီဂရီ2ဒီဂရီဆိုရင်မှသွားမှာပေါ့။ဟုတ်ပြီ။အဲ့ဒီက3ညနဲ့စမယ်ဆို1 2 3 4ဒီလိုလာမယ်။ အစိတ်ကလေးတွေရှိတယ်ဒီအစိတ်ကလေးတွေက1ဒီဂရီ2ဒီဂရီနဲ့ဒီနန်းရောက်ရောက်လာရင်60ဒီဂရီဒီဘက်ရောက်လာရင်180ဒီဂရီဒါ20ဒီဂရီဒီလိုမျိုးရှိမယ်ဒါကြောင့်မလို့ဒေါမန်တစ်ခုမှာ60ဒီဂရီရှိပါတယ်ဒေါမန်တစ်ခုမှာ60ဒီဂရီရှိတယ်ဒီဂရီကိုသင်္ကေတအဖြစ်သေးငယ်သောစဝိုင်းကလေးတစ်ခုဒီလိုမျိုးလေးသေးငယ်တဲ့စဝိုင်းကလေးတစ်ခုနဲ့ရေးပြီးတော့ကိန်းကနန်းတန်ဖိုးဤလက်ရာဘက်အပေါ်တွင်ရေးပါသည်တဲ့လက်ရာဘက်အပေါ်နားမှာရေးပါတယ်ဒီလိုမျိုးလေးရေးမယ်60ဒီဂရီဆိုပြီးတော့ အဲ့တော့1ဒီဂရီကိုဒီမှာ1ဒီဂရီကိုဒီလိုလေးရေးမယ်ပြီးတော့မှ90ဒီဂရီကိုဒီလိုလေးရေးပါတယ်တပန်1ဒီဂရီကိုအညီအမျှအစိတ်အပိုင်းအပန်းအစိတ်ပေါင်း60စိတ်ပြီးတော့ရရှိသည့်ဒစိတ်ကို1မိနစ်ဟုခေါ်ပါသည်ဒါကကြတော့ဆရာမတို့ဒီမှာတိတ်ပြီးတော့3လေးတော့မရှိဘူးဆရာမနည်းနည်းပြောပြမယ်ဟုတ်ပြီနော်60စိတ်ရရှိတဲ့အစိတ်ကို1မိနစ်လို့ခေါ်တယ်။နောက်ထပ်တပန်1မိနစ်ကိုအစိတ်60အညီအမျှစိတ်ပြီးတော့ထိုးတစ်စိတ်ကို10စက္ကန့်လို့ခေါ်မယ်။အဲ အဲ့တော့မိနစ်ကိုဒီလိုမျိုးလေးရေးမယ်နော်ပြီးတော့မှ second ဟိုကနေမှနှစ်ခုလေးနဲ့ရေးမယ် second ဟုတ်ပြီနော်အဲ့တော့ဒါကတော့မိနစ်ရဲ့ unit ဒါက second ရဲ့ unit ဖြစ်တယ်အဲ့တော့ဒီလိုမျိုးလေးပါနော်သူရဲ့သင်္ကေတပေါ့ symbols ဖြစ်တယ် minute ရဲ့ symbols လေးဖြစ်မယ်ဥပမာ10 minute ကိုဒီလိုလေးရေးမယ်10 second ကိုဒီမှာဒီလိုလေးရေးမယ်နှစ်ခုရေးမယ်ညာပြီနော် down ဤအရွယ်ကို အလွန်တိကျစွာလိုအပ်သောအခါဒီဂရီအဖြစ် minute second များတော့ပါသုံးရပါသည်တဲ့ ဲ့တော့ဒီဂရီကိုတော့မှစိတ်လိုက်လို့ရှင်ဘာရလဲဆိုဒီဂရီရဲ့နောက်ထပ်အစိတ်ဒီဂရီရဲ့60စိတ်အစိတ်အပိုင်းအညီအမျှစိတ်ပြီးတော့မှရတဲ့ဒစိတ်ဟုတ်ပြီနော်အဲ့ဒီဒစိတ်ကဒီမှာ1ဒီဂရီကိုအညီအမျှစိတ်လိုက်လို့အစိတ်ပေါင်း60မှာဒစိတ်က10မိနစ်အဲ့ဒီက10မိနစ်ကိုအစိတ်ပေါင်း60အညီအမျှစိတ်လိုက်လို့ရတာ10စက္ကန့်အဲ့ဒါကြောင့်မလို့ဆက်မလို့ဒီဂရီတိုင်းတဲ့အခါမှာအသေးစိတ်အသေးဆုံးထိသွားမယ်ဆိုရင်တော့မိနစ်တွေစက္ကန့်တွေကိုတော့တုံးရပါမယ်တဲ့ အဲ့တော့ပေးထားသောတောင်းတောင်းဤချီကလေးကိုတိုင်းတာချင်းတောင်းတိုင်းဆဝိုင်းချမ်းတစ်ခုဒီတက်ထုတစ်ခုခုတော့မဟုတ်ပလတ်စတစ်ဖြစ်ပြလို့ထားသောဆဝိုင်းချမ်းတစ်ခုဖြစ်ပြီးဆဝိုင်းချမ်းအနာဆောင်ကလျှောက်တွင်ဒီကလေးအမှတ်များရှိပါသည်တဲ့အဲ့တော့ဒီမှာဒီကလေးလေးတွေရှိတယ်ပြီးတော့မှ ဖြောင်းသောအနာဆောင်၎င်းဖြောင်းသောအနာဆောင်နဲ့ပြရင်သော မြင်းတစ်ခု၎င်း၃ညနဲ့၁၈၀မြင်းဖြောင်းတတ်မှတ်ပါသည်တဲ့အဲ့တော့ဒီမှာဒီဆရာမတော်ကကြားပါလဲဆိုတော့ 3ဒီဂရီနဲ့180ဒီဂရီမြင့်ဖြောင်းလို့ခေါ်တယ်ဒါ180ဒီဂရီရှိတယ်။ဒါဆိုရင်ဒီမှာ သူက A ဒါကကျတော့လက်တန် A เนาะဒါကကျတော့လက်တန် B လက်တန် A နဲ့ B အကြောင်းဖွဲ့စည်းလိုက်တယ်ဒီမှာ O ဆိုတဲ့တောင်းကလေးဖြစ်တယ်။ဒါဆိုရင်ဒီတောင်းကလေးကိုဆင်မှာတိုင်းတယ်။တိုင်းချင်းမယ်ဆိုရင်3ညနဲ့စမှာ။3ညနဲ့စမယ်တော့တချို့180ညနဲ့စပြီးတော့မှဒီမှာ180 180 အဲဒီမှာ160 150ရှိတယ်ဆိုပြီးရေးလာတာရှိဒီတောင်းကိုလေအဲ့ခါကျတော့ဆင်မလို့ဆက်လိုက်ပြီးဆိုတော့ဘယ်ကစမလဲ300ရနဲ့စမ်းတကယ်လို့တောင်းကဒီဘက်မှာရှိနေမယ်ဆိုရင်ဒီဘက်က300ရနဲ့စမ်းအဲ့ဒါလည်းသိရမယ်နော်အဲ့ခါကျတော့310 30 30ဒီတောင်းရဲ့ပမာဏဒီ30ဒီဂရီရှိတယ်ဆိုတော့သိရတယ်အဲ့တော့ဒီဘက်မှာတော့သူတိုင်းနီကိုပြောထားတယ်တိုင်းနီကတော့ဆင်မလို့ကဘယ်လိုတိုင်းမလဲဆိုတော့ခုနပုံပဲဆီမပြတ်သွားပြီးတော့ကြည့်လိုက်ဒီအဆင့်တွေကိုအများကြီးမပြောတော့ဘူး အဲ့တော့အဲ့လိုတိုင်းတဲ့အခါမှာဆရာမတို့ဒီတန်းကိုတိုင်းကျင်နေဆိုရင်ဒီမှာရှိတဲ့မြင်းရဲ့ထိတ်ကလေးနဲ့ဒီမှာရှိတဲ့သူ့ရဲ့မြင်းနဲ့ဒီမြင်းနဲ့ကိုက်အောင်ထားရမယ်။အဲ့လိုမျိုးလေးကိုက်အောင်ထားရမယ်။ဟုတ်ပြီကိုက်သွားပြီဆိုလို့ရှိရင်ဆရာမတို့သူ့ကိုတိုင်းလို့ရတယ်။အဲ့တော့ဒီမှာအလဲတက်တဲ့0နေရာမှာဒီ O ကလေးနဲ့ဒီမှာရှိတဲ့ထိတ်ကလေးနဲ့ကွက်တိဖြစ်ရမယ်။အောက်ကမြင်းနဲ့နော်ဒီကမြင်းနဲ့သူ့ပြီးထားတဲ့မြင်းနဲ့ဒီဘက်ကမြင်းနဲ့ဒီကွက်တိဖြစ်နေရမယ်။ဒါဆိုတာ30ဒီဂရီအခိုင် ဟောပြီနော်30ဒီဂရီအကိုက်ရှိတယ်။ဒါမျိုးတိုင်းရမယ်။ဒီကလည်း3ည30 20 30ဆိုတော့တိုင်းရအောင်။နောက်တစ်ခုကပေးထားတော့ဒီဂရီအတိုင်းတာရှိတော့ဓာတ်ကိုဆွဲမိ။အဲဆရာမတို့ဓာတ်ကိုဘယ်လိုဆွဲမလဲ။ခုနတိုင်းတာတော့တိုင်းတက်သွားပြီ။ဒီတစ်ခါ53ဒီဂရီရှိတဲ့ဒေါင်းတောင်ကိုဆွဲလို့ဒီဆိုပါဆိုအဲ့တော့ပထမတဆင်းကမြင်းတန်းတကြောင် OA ကိုဆွဲပါပထမအောင်ဆုံး OA ဆိုရယ်မြင်းအောင်ဆွဲလိုက်မယ်ဟုတ်ပြီနော် OA ကိုဆွဲပြီးလို့ရှိရင် down time ဆက်ဝိုင်းချမ်းနေပြီးတော့မှဒီ00ပေါ့နော်ဒီမြင်းကို OA မြင်းပေါ်မှာအကိုက်သွားပြီးတော့ချလိုက်မယ်ဆင်မတော့ဒီမှာ OA ဆိုတာလေးကိုအရင်ဆုံးဆွဲလိုက်တယ်အဖြောင့်အတိုင်းဆွဲလိုက်တယ်ပြီးတော့မှဒီ O နေရာနဲ့ဒီလိုမျိုးလေးသွားပြီးတော့မှအကိုက်ထားလိုက်မယ်အဲ့လိုထားပြီးတော့ကိုဆွဲချင်တာ53ဆိုတော့၃ညနဲ့စမယ် down one ဒီဘက်မှာရှိရတယ်ဒီဘက်က၃ညနဲ့စမယ်၃ည10 20 30 40 50 50ပြီးတော့မှ3ဆိုတော့အစိတ်ကလေး3စိတ်ကိုယူမယ်10နဲ့3ဆိုဒီမှာရှိတယ်53ဒီလိုလေးအမှတ်ကလေးမှတ်ပြီးလို့ရှိရင်အဲ့ဒီအမှတ်နဲ့ဒီရ O နဲ့ကိုဆက်ဆွဲပလိုက်လို့ရှိရင်ဆရာမတို့ဒီမှာအခု53ဒီဂရီရှိတယ်တောင်တတောင်ကိုရပ်သွားမယ်ဘာပြနေရောဒီအတိုင်းပဲဒီမှာဆရာမတို့ဒီမြင်းကလေးနဲ့ဒီမြင်းနဲ့ကတော့တစ်ထက်သေးကြအောင်ထားရမယ်ပြီးတော့မှဒီမှာ53 3ည10 20 30 40 50 53အဲ့ဒီနော် ဲ့တော့ဒီအဆင့်နေရတော့ကျွန်တော်တို့အာဒီခုနပြောတဲ့အတိုင်းဖြစ်တယ်အဲ OA ကိုဖြတ်ပြီးတော့ဒီမှာ53ကျရောက်တဲ့နေရာမှာခဲတယ်နဲ့အမှတ်ကလေးမဲ့ပြီးတော့မှအမှတ်ကို B လို့ယူဒီလိုယူပြီးတော့မှ B နဲ့ O နဲ့ကိုဆက်ထားတော့ဝယ်လို့ဆရာမမပြောတော့အဓိကတိုင်းနေရယ်ဆွဲနေရယ်ကဲဟုတ်ပြီနော်။နောက်ပြီးဒါဆိုရင်ဒီကလေ့ကျင့်ခန်းသုံးသမတ်စ်ကိုဆရာမကနောက်ဗီဒီယိုလေးမှာဆက်ပြီးတော့ရှင်းပြပေးမှဖြစ်ပါတယ်။သူကအချိန်လည်းတိတ်မရတာဖြစ်လို့ဆရာမကအာဒီဆက်ပြီးတော့မှ နောက်ပြီးကြမှာပဲဆက်လို့ရမှာဖြစ်လို့ဒီမှာလည်းရက်လိုက်မှာဖြစ်ပါတယ်ခုလိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်